်ပါပါရှင်ကျမတော့ဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ဇင်ချောင်းကုံွေကျေးရွာကိုအော်တိုဘာလ30ရက်နေ့ညနေပိုင်းကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အရသာ9ရောက်သေဆုံးပြီးတော့နောက်ထပ်10ရောက်ထပ်မနေဒဏ်ရာရသွားတယ်လို့ဒေသခံစီကနေသိရပါဗါးအမျိုးသား၃ယောက်နဲ့အမျိုးသမီး၂ယောက်တိတ်ဆုံးခဲ့တာဖြစ်ပြီးဒဏ်ရာရသူတွေထဲမှာ၃ယောက်လည်းဒဏ်ရာပြင်းပြင်းထန်ထန်ရထားတယ်လို့ကြောက်ဖြူမျိုးခံတယောက်ကပြောပါရယ် လက်ရှိမှာတော့ဒဏ်ရာရတဲ့သူတွေစေကူတမှုခံယူနေကြပါတယ်။အဲ့ဒီဘုံကျဲမှုကြောင့်ကုံဝေးကျေးရွာမှာအိမ်၆လုံးထပ်မင်းမီးလောင်ပျက်စီးခဲ့ရတယ်လို့ဒေသခံတွေစီကနေသိရပါတယ်။အော်တိုဘာလ30ရက်နေ့တရက်ထဲမှာပဲစစ်တပ်ကရခိုင်ပြည်နယ်ကြောက်ဖြူပုံနာကျွန်းရသေးတောင်မြို့နယ်၃ခုကိုလေကြောင်းတိုက်ခိုက်ခဲ့ပြီးအရဲသားအများအပြားထိခိုက်ဒေဆုံးလို့ဒဏ်ရာရသူတွေလည်းအများအပြားရှိခဲ့ပါတယ်။အာနာသိန်းစစ်တပ်ကရခိုင်ပြည်နယ်ကမြို့နယ်တွေကိုလေကြောင်းတိုက်ခိုက်တာတွေ လက်နက်ကြီးပစ်ခတ်တာတွေဇက်တိုက်လှုပ်ဆောင်နေတာကြောင့်စီရေးသတိအမြဲရှိကြဖို့ကိုအာရခတက်တော်ကတိုက်တွန်းထားပါတယ်ရှင်ဟုတ်ကဲ့ပါစကိုင်းတိုင်းရေမမေမျိုးနဲ့မြောက်ချမ်းနောက်ပြန်မလဲရေးဒီတော်လန်ရေးတပိတ်စကြောင်းကကုလသမဂ္ဂဆိုင်ရာမြန်မာအတံမကြီးဦးကျော်မိုးထွန်းကိုထောက်ခံတဲ့ဆန္ဒပြပွဲပြုလုပ်ခဲ့ကြတာပါ တမတော်ဒီကလေးလူလူလုံးရှောင်းပြလို့ရတဲ့ရွယ်ချက်ကတော့ဥကြောင့်မရင်းကိုမြန်မာနိုင်ငံရဲ့တမတ်ကြီးပြေထောက်ခံကြောင်းပြုလို့ရတဲ့ပွဲဖြစ်ပါတယ်စစ်ကော်မရှင်ကမြန်မာပြည်သူတွေပေါ်မှာကျူးလွန်နေတော့များစွာသောစစ်ရာဇမှုတွေမြန်မာပြည်သူတွေခံစားနေရတော့ဒုက္ခတွေတောကတွေမြန်မာနိုင်ငံရဲ့အခြေအနေမှကိုကဘာကားတိအောင်ကုလစင်မြင့်ထမတောင်းဆိုတင်ပြပေးနေတဲ့ဥကြောင့်မရင်းကိုမြန်မာပြည်သူတရလုံးကတခန့်နဲ့ တာမတိပြင်းဖောက်ခံပါတယ်ဦးကျော်မိုးထွန်းဟာ NLD ပြည်သူ့ဆိုရကနေခန့်ထားတဲ့ကုလသမဂ္ဂဆိုင်ရာမြမတာမတ်ကြီးဖြစ်ပြီးຫນွေဦးတော်လန်ကြီးမှလည်းပြည်သူ့ဘက်ကယက်တီခဲ့သူပါဟုတ်ကဲ့ပါကျွန်တော်တို့ဒီနေ့လူထုတပိတ်လှူရှားမှုပြုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့အဲကျွန်တော်တို့အဲကျွန်တော်တို့ရဲ့မြန်မာပြည်သူတွေရဲ့ခံစားနေရတဲ့စစ်ဘေးဒုက္ခတွေအကြမ်းဖက်စစ်တပ်ကအဲတပ်ပြလို့ဒေချေပစ္စည်းတွေ အဲရွာတွေကိုမိရှို့တာတွေအစရှိသည့်တို့ကိုဒီမြန်မာပြည်သူတွေခံစားနေရတဲ့ဒုက္ခတွေမှန်သမျှကိုအဲကဘာကူလာတမကမှာအဲအဲတင်ပြတောင်းဆိုပေးနေတဲ့အဲကျွန်တော်တို့ရဲ့အမြဲတမ်းတာမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်းအဲထုတ်ဖော်ဆန္ဒထုတ်ဖော်ပြသနေရခြင်းဖြစ်ပါတယ်ရောတာမတ်ကြီးကပထူလို့ဟဲ့ဦးကျော်မိုးထွန်းဦးကျော်မိုးထွန်းတာမတ်ကြီးကပထူလို့ဟဲ့ဦးကျော်မိုးထွန်းဦးကျော်မိုးထွန်းဖတ်စီ ရင်းမပင်မြို့နယ်အတွင်းမှာစကားမစစ်ကြောင်းတွေထိုးနေပြီးနေမင်းမတိငိမ့်တဲ့ကြားကပဲအခုလိုကုလသမဂ္ဂဆိုင်ရာမြန်မာတမ္မကြီးဦးကျော်မိုးထွန်းကိုထောက်ခံတဲ့ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြတာပါခင်ဗျာကျွန်တော်မောင်တူးပါကျော်တော်ရင်းငယ် ပြီးခဲ့တဲ့စက်တင်ဘာလမှာတော်လန်ရေးပူးပေါင်းတပ်တွေကစကိုင်းတိုင်းကဘမ်းမောက်မြို့ကိုသိမ်းယူနိုင်ခဲ့ပြီးမြို့ထဲမှာရှိနေတဲ့စစ်ကော်မရှင်နဲ့ရှမ်းပြည်ပူးပေါင်းတပ်တွေဟာမြို့ရဲ့အနောက်ဘက်မိုင်20กว่าထိတပ်ဆုပ်သွားခဲ့ရပါတယ်။ဆုပ်သွားတဲ့ရှမ်းပြည်ပူးပေါင်းတပ်တွေဟာဒီအပတ်ထဲမှာတပ်မ33အကူအညီနဲ့လက်ရှိဘမ်းမောက်မြို့အနောက်ဘက်နိုင်ရကားရွာအထိပြန်ရောက်လာတာဖြစ်ပြီးအရိကနေမျိုးတွေကိုလက်နက်ကြီးနဲ့ဒီရက်ပိုင်းပစ်နေတဲ့အတွက်မျိုးတွေကအစိုးရယုံနေနဲ့မျိုးမရဲစခန်းမီးလောင်နေတာဖြစ်တယ်လို့ဘမ်းမောင်မျိုးခံတွေက DBB ကိုပြောပါရတယ်။ တော့အရင်တော့အဲနားရက်ခေါ်နားရက်ကားတို့ဒီဆက်သောတို့ဆိုတော့ကိုကကကိုအရင်ကတည်းကဆုံးမတာရထားပြီးသားနေရာကြီးပေါ့နော်ခုနောက်ပိုင်းကျတော့သူတို့ကအင်အားအလုံးကြီးနေစစ်ကူကိုစစ်စစ်ကောင်စီအင်အားဟိုစစ်ကူတွေနဲ့အတူဝင်ထိုးလာတယ်ဆိုတော့ကိုကကပြန်ဆုပ်လိုက်ရတာပေါ့ခုလို့ဆိုတော့သူတို့ကအဲ့ခုနိုင်ကာအထီကိုရောက်လာတယ်ပေါ့ပေါ့မျိုးတွေအထီတော့မရောက်လာသေးဘူးပေါ့အဲ့နိုင်ကာနေပဲလက်နက်ကြီးနဲ့လက်ထုပ်ကြီးနဲ့အစင်ပဲရှိသေးတယ် ဘန်းမောင်မြို့တဲကတတော်ယုံနဲ့မြို့မရက်စခန်မီးလောင်နေတဲ့အပေါ်မှာလည်းစစ်ကော်မရှင်တပ်တွေနဲ့ PDF တွေအပြန်အလှန်ဆွဆွဲနေကြပြီးမြို့ကန်တွေရဲ့ပြောပြချက်အရဆိုရင်တော့နာယက်ကမှတပ်ဆွဲထားတဲ့စစ်ကော်မရှင်နဲ့ရှမ်းပြည်ပူပေါင်းတပ်တွေပစ်လိုက်တဲ့120မမလက်နက်ကြီးဘုံးကြီးကြောင့်မီးလောင်နေတာဖြစ်ပြီးအော်တိုဘာ29ရက်နေ့မှာလည်းနာယက်ကရွာဆုံမှာရှိတဲ့ဈေးဆိုင်တန်းနဲ့လူနေအိမ်20ကျော်ကိုစစ်ကော်မရှင်နဲ့ SN တပ်တွေမီးရှို့ခဲ့တာဖြစ်တယ်လို့ဆိုပါတယ် အော်တိုဘာ29ရက်နေ့မနက်ပိုင်းမှာတော့ဘန်းမောက်ကိုဝိုင်တွဲလေရင်နဲ့ဘုံအလုံး20ကျော်ကျဲချခဲ့ပြီးလူထိခိုက်မှုတော့မရှိဘူးလို့ကတာခရိုင်အမှတ်၄တရင်က DBB ကိုအတည်ပြုပါတယ်မြို့ကန်တဦးပြောပြတဲ့လက်ရှိဘန်းမောက်မြို့အခြေအနေတွေကိုလုံခြုံရေးအရ DBB သတင်းထောက်ကအတန်းအစားထုတ်ဖတ်ထားပြပါတယ်နေရင်အပျက်စီးအတိအကျတော့မသိရဘူးဘေးပပတ်လေဝင်းချင်းကိုကျဲတာဆိုတော့အိမ်ပျက်စီးတာတွေတော့ရှိတယ်နောက်ပြီးဘန်းမောက်မြို့တွေကနေရင်တွေလက်နက်ကြီးမှန်တာတွေရှိတယ် မီးလောင်တာတော့ရဲစခန်းအချုပ်ဆောင်တွေမီးလောင်တာရှိတယ်။လက်နက်ကြီးကြလို့လောင်တာမြို့ထဲကို PDF တပ်တွေဝင်ခဲ့နိုင်ပေမဲ့ Homelink ဘက်ကိုရှမ်းပြည်တပ်တွေစုထားတော့ပွဲကမပြီးသေးတာ။ဗန်မောက်တောင်ဘက်မှာဆက်ဖြစ်နေတာမြို့အဆက်ပေါ့။ဗန်မောက်မြို့ကိုပြီးခဲ့တဲ့စက်တင်ဘာလထဲမှာကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်တွေကတိုင်းနိုင်ခဲ့တာဖြစ်ပြီးအခုအော်တိုဘာလမှာပြန်ပြီးလူအင်အားလက်နက်အင်အားအလုံးအရင်းနဲ့စစ်တပ်ဘက်ကထိုးစစ်ပြန်ဆင်လာနေတာပါကျွန်တော်မော်ရစ်ပါ တန်ငယ်မဒိန်နဲ့လိန်ကုံကူးမှုကျွလွန်သူ Jeffrey Epstein နဲ့ပတ်သက်နေတဲ့အတွက် ပြင်းပြင်းထန်ထန်စီစစ်ဝေဖန်မှုတွေခံနေရတယ်။ပြီးတိန် Charles ဘရင်ရဲ့ညီတော်မင်းသားကြီး Andrew ကိုတော်ဝင်မင်းသားဘွဲ့အဆောင်အယောင်တွေကိုရုတ်သိမ်းပြီးသူ့ရဲ့ဝန်စာအိမ်တော်ကနေလည်းနှင်ထုတ်လိုက်ပါတယ်။ ဘရင်ညီတော်အခုချိန်ကနေစပြီးတော့ Andrew Mountbatten Windsor ဆိုပြီးတော့အယက်သားအမိနဲ့တာခေါ်ဝေါ်ရမှာဖြစ်ကြောင်းကို Buckingham နန်းတော်ကအော်တိုဘာလ30ရက်နေ့ညပိုင်းမှာကြေညာချက်ထုတ်ပြန်ထားပါတယ်။အခုလအစောပိုင်းကတည်းက Andrew ဟာ York နယ်စပ်ဘွဲ့အပါဝင်တခြားတော်ဝင်ယာရုတွေကိုစွန့်လွတ်ခဲ့ရပြီဖြစ်ပါတယ်။ ဗာဂျီးနီးယားဂျူဖရီကိုကိုကိုတတ်တဲ့အပြီးမှာထုတ်ဝေတဲ့ဘဝမှတ်တမ်းစာအုပ်မှာသူကဆယ်ကျော်သက်အရွယ်မှာအန်ဒရူးနဲ့၃ချိန်တိတိလိမ်ဆက်ဆန်ခဲ့တယ်လို့ရေးသားထားပါတယ်။အန်ဒရူးဘက်ကတော့အဲ့ဒီဆွဆွဲချက်တွေကိုအမြဲညင်းဆိုထားပါတယ်ရှင်။ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပါ။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ဒီမှာကတော့ဝန်ဒီပါ။